ားလုံးပဲမင်္ဂလာပါချမ်းရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချမ်းကအားလုံးစိတ်ချမ်းသာစေဖို့အတွက်အရန်ကောင်းတဲ့စာအုပ်ထဲကစာလေးနည်းနည်းဖတ်ပြပေးခြင်းပါတယ်ခေါင်းစဉ်လေးကတော့စိတ်ချမ်းသာစရာလားစိတ်ဆင်းရဲစရာလားဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဆိုတော့ချမ်းနဲ့အတူချမ်းရဲ့စာဖတ်သံလေးနဲ့အတူအတွေးခေါ်အတိတ်စီကိုတွားကြရအောင်ပါကျွန်တော်တို့ရဲ့စိတ်ခံစားမှုပုံစံဟာတော်တော်လေးကိုထူးဆန်းပါတယ်တခါတခါမိုးရွာတာကိုစိတ်ညစ်တယ်စိတ်နှောင့်ယှက်ဖြစ်စရာလို့ခံစားမိတယ် ဒါပေမဲ့တခါတလေမိုးရွာတာကြတော့လေပြုံးရွှင်ပြီးတော့ကြိုဆိုမိနေတယ်ကြိုက်နေတတ်တယ်အမလေးမိုးရွာတယ်ကြိုက်နေတတ်လိုက်တာဆိုပြီးပြောကြတယ်ဒါဆိုရင်မိုးရွာတာကစိတ်ချမ်းသာမှုမဟုတ်တလို့စိတ်ဆင်းရဲမှုလည်းမဟုတ်နေဘူးခံစားဖြစ်တဲ့စိတ်အခြေအနေမတူဘူးအဲ့ဒါကြောင့်ကဖြစ်တယ်မိုးရွာခြင်းမရွာခြင်းကအဓိကမကြပဲနဲ့ကိုယ့်ရဲ့စိတ်ကသာအဓိကကြနေတယ်အခြေအနေတွေအကြောင်းတရားတွေထက်ကျွန်တော်တို့ရဲ့စိတ်ခံစားပုံကသာပိုပြီးတော့အရေးပါနေတာဖြစ်ပါတယ် တကယ်မှန်ပါတယ်။ကျွန်တော်အလှတဲ့ចောင်းသားရွယ်တုန်းကတခြားရွာကိုခြေချင်းចောင်းမော့တက်ရတယ်။ရွာမှာမူလာတဲ့ចောင်းပွဲရှိတာကိုမိုးရတီကာလာတွေဆိုလို့ရှိရင်ចောင်းသွားရတဲ့လမ်းရှုံးဘွက်တွေနဲ့တော်တော်လေးကိုစိတ်ပျက်စရာကောင်းတယ်ပေါ့နော်။ចောင်းသွင်းနေလဲရှုံနေပြီ။ရှုံးဘွက်တွေကိုနင်းလျှောက်သွားရတိုင်းခြေချောင်းနေကြတဲ့နေရှုံရင်ရှုံးဆက်တဲ့အိမ်ကြီးဖြူပေါ်တက်မစင်အောင်ခရူးဆိုက်ရတာလည်းအမောပါပဲ။အဲ့လိုဂယုဆိုင်နေရတော့ចောင်းသွားချိန်ចောင်းပြန်ချိန်နေမှာမိုးမရတာမျိုးလေးမထန်တာမျိုးဖြစ်ချင်မိရဲ့ ဒါပေမဲ့ကိုကမိုးနံမင်းမှမဟုတ်တာတားဆီးလို့လည်းမရဘူး။ရာသီဥတုကိုဘယ်ပြောင်းနိုင်မှာမလဲ။မိုးကသူ့ရွာကျင်တဲ့ချိန်ရွာမှာပေါ့။တရက်ကြောင်းစင်းတော့မိုးတွေတိတ်မေးရွာတယ်။ကျွန်တော်လမ်းလျှောက်ပြန်နေရင်လူနှစ်လူနှစ်မျိုးနှစ်စားကိုတွေ့လိုက်တယ်။တမျိုးကကြတော့ကျွန်တော်တို့စိတ်ပြက်လက်ပြက်နဲ့အဲ့ဒီရှုံဘွားထဲကနေပြီးတော့အဲ့ဒီရှုံနေကိုရှောင်ပြီးတော့လမ်းလျှောက်နေတဲ့လူတစုရဲ့နောက်တမျိုးကကြတော့လွယ်အိတ်နဲ့အကြောင်းဝင်းစုံကိုပလတ်စတစ်နဲ့ထည့်ပြီးတော့ အပေါ်ယူလာတဲ့ဝတ်စုံနဲ့မိုးရာထဲမှာအပြုံးမပြတ်ခက်သွတ်သွတ်ပြပြပေါ်ပါလမ်းလျှောက်ပြန်နေတဲ့သူတွေပါကျွန်တော်ကိုကျွန်တော်မေးလိုက်တယ်ငါရောသူတို့လိုဘာလို့မလုံနိုင်ရမှလဲအဲ့တော့နောက်ရက်တွေကစပြီးတော့ကျွန်တော်လည်းသူတို့လိုစီစဉ်လိုက်တယ်။ကြောင်းသွားကြောင်းမြန်ချိန်တိုင်းလမ်းလျှောက်ရတာတတော်ပေါ်ပါသွားတယ်။မိုးရတာကစိတ်အလုံးရှဲမဟုတ်တော့ပဲစိတ်ချမ်းသာစရာတစ်ခုလိုဖြစ်လာတယ်။ရှိုးမော့တယ်လည်းစင်ချင်းစင်စင်ချင်းနေဆိုပြီးတော့အပူအဝတ်စုံကိုဝတ်လိုက်တယ်။အဲ့ဒီနေ့ကစပြီးတော့ကြောင်းသွားကြောင်းမြန်ချိန်တိုင်းအပြုံးမပြတ်ခဲ့တော့ ။တဘာဝတရားနဲ့လက်ရောညီတွေဆိုဖြတ်တန်းသွားတက်ခဲ့ပြီလေ။ကိစ္စအများစုမှာစိတ်ချမ်းသာစရာလားစိတ်ဆင်းရဲစရာလားဆိုတာကျွန်တော်တို့ရဲ့အချိန်နေနဲ့အချိန်ခါလိုက်ပြီးလက်ရောညီတွေဆိုတွေးတဲ့နေထိုင်တဲ့ရလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ခြားနားသွားတာပါ။အဲ့စကားတကယ်မှန်တယ်။ခြားနားတဲ့ကောက်ဆက်ပြောပြမယ်နော်။ကိစ္စရဲ့အများစုမှာစိတ်ချမ်းသာစရာလားစိတ်ဆင်းရဲစရာလားဆိုတာကကျွန်တော်တို့ရဲ့အဲ့ဒီဖြစ်ပေါ်လာတဲ့အဲ့ဒီအခြေအနေပေါ်မူတည်ပြီးတော့ အဲ့ဒီအချိန်နေနဲ့အချိန်ခါပုံမူတည်ပြီးလာရောညတွေဆိုတာနေတက်လားမနေတက်ဘူးလားတွေးတက်လားမတွေးတက်ဘူးလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့စိတ်ချမ်းသာခြင်းမသာခြင်းကကွဲပြားခြားရသွားတယ်တကယ်ဦးမယ်လေပေါ့နော်ဆိုတော့ဘဝဆိုတာမှုန်တိုင်းတွေကိုကြော်ဖြတ်ဖို့စောင့်နေရတာမျိုးမဟုတ်ခဲနဲ့မိုးရေထဲမှာကခုန်တက်အောင်တည်ယူရတာမျိုးပါတဲ့အဲ့စကားကလည်းတကယ်ဦးမယ်မာရောဆိုတော့အော်ငါဒီနေ့ မိုးရွာလို့အဲ့မိုးရွာတော့စိတ်ပြက်တယ်ပြင်ငါအင်းကြီးလေးငါရဲ့ကျောပိုးကြီးရောစုံလုံးတော့မှာပဲမိုးရွာတဲ့အထိတိတ်အဲ့ဒီမိုးရွာတာတိတ်တဲ့အထိငါစောင့်မယ်ပြီးတော့မှပြင်မယ်အဲ့ချိန်ကျလို့ရှိရင်အဲ့ဒီမိုးရွာတာမတိတ်ခဲ့ရင်ရောပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအော်ဒီမိုးရွာတာဘာမှဖြစ်ဘူးငါလိုင်ရောညီထွေးစားအကောင်းဆုံးဘလို့ဖြစ်အောင်အင်းကိုပြင်မယ်ဆိုပြီးစဉ်းစားလိုက်တဲ့အခါမှာမိုးရွာတာကိုလည်းစိတ်ပြက်တဲ့စိတ်ကြီးကြော်လဲသွားမယ်အဓိကကတော့ ဘယ်အခြေအနေမှာပုံမှန်ဆိုကိုယ့်ရဲ့စိတ်နဲ့ခန္ဓာနဲ့အပြုတ်မှုတွေကိုလိုက်ရောညီတွေ့စာနေတက်ပြီးဆိုလို့ရှိရင်အရာရာတိုင်းကစိတ်ဆင်းရဲကြာကောင်းမနေတော့အဲ့ဒါတော့စိတ်ချမ်းသာအောင်နေတဲ့ညီလန်းတွေကတခုဘယ်အခြေအနေမှာမဆိုလိုက်ရောညီတွေ့စာတွေးတက်တဲ့အခါထောင်းကြကြပြကြကြနေထိုင်ပြမှုတက်တဲ့အခါအဲ့ဒီကိုခံစားရတဲ့အဲ့ဒီ ဒေါသထွက်မှုတွေတောကပြာပါရတွေအကုန်လုံးကတက်တာလျော့ပါသွားတယ်တကယ်မှန်ပါတယ်ဆိုတော့ဒီစာအုပ်ကလေးကချမ်းကုလရှိလောလောဆယ်ဖျက်ပြနေတယ်စိတ်တဒုက္ခပျော်ရွှင်ချမ်းမြေ့စွာဘဝနဲ့နိပညာချမ်းအေးပြည့်ပဲဖြစ်ပါတယ်ချမ်းကတော့လက်ရှိလောလောဆယ်မှာဒီစာအုပ်ကလေးပြီးအောင်ဖတ်နေရပေါ့နော်ဒါပေမဲ့ ဖတ်တဲ့အခါမှာအရင်ကောင်းလို့လေချမ်းရဲ့ပရိသတ်တွေချမ်းရဲ့ဗီဒီယိုတွေကိုကြည့်ရှုတဲ့ပရိသတ်တွေကိုချမ်းက sharing လုပ်ပေးချင်တာပါဒီစာကလေးဝယ်ဖတ်ပါလို့ချမ်းကညွှန်ပေးချင်ပါတယ်အခုချမ်းပြောပြတာ topic 2ရောက်သွားပြီပေါ့နော်တကယ်တကယ်ကိုမှန်နဲ့ဒါဘယ်လိုပြောရမလဲကိုမတိလိုက်တဲ့အချိန်တွေမှာကိုယ့်ကိုစိတ်ကိုအဲ့လိုညှီးညူပြီးတော့စိတ်ညစ်စေသွားတဲ့အကြောင်းအရာတွေထဲကမှဩငါတို့ကဒီလိုနေရင်တော့ငါတို့စိတ်မညစ်ရတော့အဲ့တော့ငါတို့ဒီလိုလေးကြင်ကြံနေထိုင်လိုက်လေဆိုတော့ တွေးမျိုးတွေနှလုံးသားလေးကိုပြန်ဝင်သွားတယ်ဒီစာအုပ်ကလေးဖတ်လိုက်အရင်ဖတ်လို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီစာအုပ်လေးပေါ်ဖတ်ပါဆိုတော့အခုမှပြောတာ9မိနစ်ပဲရှိသေးတယ်ကျွန်တော်ထပ် topic တစ်ခုထပ်ဖတ်ပြလိုက်ပါမယ်တချို့ပန်းကလေးတွေညင်ုံနဲ့လဲစိတ်ချမ်းသာတယ်တချို့ကျတော့စီးစိမ်နေရှိနေလေနဲ့စိတ်မချမ်းသာနိုင်ဘူးအဲ့ဒါတကယ်ပေါ့နော်ချမ်းဆိုလို့ရှိရင် Facebook ပေါ်မှာတော်တော်များများအာတွေ့တယ်ပေါ့နော်မတွေ့ချင်လဲအဲ့လိုမျိုးတက်တက်လာတော့တွေးမိတာပေါ့ဒါပေမဲ့ အဲ့လိုကြော်လိုက်ပါတယ်အဲ့တော့ဟိုချမ်းသာတဲ့မိသားစုတွေမှာပြဿနာတွေအများကြီးရှိကြတယ်ချမ်းဘယ်လိုပြောမလဲကြားကြီးလေခြေရာကြီးလေအဲ့လိုမျိုးပဲပေါ့နော်ကိုမချမ်းသာလာတဲ့အလျောက်ကိုမစီးစိတ်ဥစ္စာတွေရှိလာတဲ့အလျောက်စိတ်မချခြင်းနေစိတ်မလုံခြုံခြင်းနေပြီးလို့ရှိရင်အဲ့ဒီမိသားစုရေးတွေအိမ်ထောင်ရေးအထိကအဲ့ဒီအိမ်ထောင်ရေးပြဿနာတွေအများဆုံးဖြစ်ကြဒီခေတ်ကြီးမှာပေါ့နော်တော်တော်များများအများဆုံးဖြစ်ကြတယ်အဲ့တော့နိုင်ပုံမှာလည်းတက်တက်လာဆိုတော့ လူတိုင်းလူတိုင်းကပြဿနာတွေအများကြီးရှိကြပတ်စံရှိနေုံနဲ့မပြီးဘူးပတ်စံရှိနေုံနဲ့စိတ်ချမ်းသာခြင်းကိုမခံစားရတဲ့လူတွေအများကြီးရှိချမ်းသာလို့လူမျိုးကရှိရှိမရှိရှိရှိအောင်လုပ်စူးစမ်းတယ်။ဘာလို့ဆိုရှိမှပဲကိုဖြစ်ချင်တာတွေပုံလုံးနိုင်မယ်မိဘကိုပေးကမ်းနိုင်မယ်အဆွေမျိုးတွေကိုပေးကမ်းနိုင်မယ်ထောက်ပံ့နိုင်မယ်ရှိအောင်လည်းစူးစမ်းတယ်။ဒါပေမဲ့မရှိလေဘာမှမဖြစ်ဘူးဆိုတဲ့အထဲမှာပါအဓိကက ကိုယ်ကိုစိတ်ပျော်ရွှင်စေတာပတ်စံအဓိကမဟုတ်ဘဲနဲ့ငါ့ကိုအဓိကဘာတွေပျော်ရွှင်စေလဲဆိုတဲ့အရာတွေကိုကိုယ့်ဟာကိုယ်နှလုံးသားထဲမှာသတ်မှတ်ထားပြီးသားအဲ့တော့ပတ်စံရှိအောင်တော့ကြိုးစားတယ်ဒါပေမဲ့အများနဲ့အကောင်းဆုံးအကောင်းဘက်ကနေတွေးပြီးတော့ပဲကြိုးစားတယ်အဲ့လိုမျိုးပတ်စံတွေရှိပြီးတော့စိတ်မချမ်းသာတဲ့ဘဝလည်းမရောက်ချင်ဘူးเนาะဆိုတော့ပန်းလေးတွေကိုမြင်နေရရင်စိတ်ချမ်းသာတဲ့နေရာမှာပို့နေပါတယ်တချို့ကြတော့လည်းစီးစင်ဥစ္စာတွေရှိနေပါလျက်နဲ့စိတ်မချမ်းသာရအောင်ဒါပေမဲ့စီးစိမ်ဥစ္စာတွေပေါ်ကျွယ်သွားပြီးတော့စိတ်ချမ်းသာရတဲ့မိသားစုတွေလည်းအများကြီးရှိပါတယ်။ဒါအဲ့ဒါတော်တော်မှ ြည့်လို့လည်းကောင်းပြီးကြားရတာလည်းကောင်းတယ် blessing တစ်ခုပဲပေါ့နော်ချမ်းလို့လည်းအဲ့လိုဖြစ်အောင်မြင်ရစူးစားပါစူးစားနေပါတယ်ပေါ့နော်ဆိုတော့အပေါ်ရန်အကာနဲ့အတွင်းနှစ်သူပြောချင်တာကအတွင်းကအနှစ်ထက်အပေါ်ရန်အကာကိုလူတွေကညင်လွယ်တတ်ကြတယ်ဘာလို့ကြောက်ဥတလုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်အပေါ်ကအကာကိုပဲအရင်မြင်ရတာအထဲမှာအနှစ်ပါတယ်ဆိုတာခွဲကြည့်မှသိရအောင်မြင်တာတင်တာရှိတဲ့အပေါ်ရန်အကာအတိပြအငြင်းနဲ့ဖုံးလွှမ်းထားတယ်ဒါကြောင့်မလို့လူတွေက အပေါ်ရန်ကာဝဲပထမဆုံးမြင်တယ်ဆိုတာလည်းမှန်မှားပါဘူးဒီဒီချိန်တော့အတွင်းကအနှစ်တချို့ကိုကျွန်တော်တို့ကျမတို့တူးဆွားကြည့်ရအောင်နော်ဆိုတော့နေအိမ်ဆိုတာခဲနားနေဖို့ထက်အနေအိမ်ဆိုတာခဲနားနေဖို့ထက်နှွေးထွေးလုံးချုံနေဖို့ပိုအရေးကြီးပါတယ် house ဖြစ်ဖို့အတွက် home ဖြစ်ဖို့ပိုအရေးကြီးတယ် house ဆိုတာကအဆောင်အုံတစ်ခုပဲ home ဆိုတာကနှွေးထွေးတဲ့မိသားစုနေတဲ့အိမ်လေးတစ်လုံးလို့ဆိုလိုတာဒါကြောင့်မို့လို့ house ဖြစ်ဖို့အတွက် house ဖြစ်ဖို့ထက် home ဖြစ်ဖို့ပိုရင်းကြီးတယ်။စားစရာဆိုတာအရသာစုံလင်ဖို့အတွက် sorry စားစရာဆိုတာအရသာစုံလင်နေဖို့ထက်အဟာရပြည့်ဝဖို့ကပိုရင်းကြီးပါတယ်။ဝိစရာဆိုတာကလည်းနော်ပြရတယ်။ Okay sorry ဝိစရာဆိုတာကလည်းလှပါတောက်ပြောင်နေဖို့ထက်ကိုနဲ့လိုက်ဖက်လုံခြုံနေဖို့ကအရေးကြီးပါတယ်။ပတ်စံဆိုတာလည်းကြီးစုံကုန်လုံးနေဖို့ထက်လိပ်ပြာလုံးနေဖို့အရေးကြီးတယ်။ လမ်းခရီးဆိုတာတတောင်းတတာရှိနေဖို့ထက်ဘေးကင်းလုံခြုံနေဖို့ကအရေးကြီးတယ်။လက်ဖက်ရည်ဆိုတာအဲ့ဒီလက်ဖက်ရည်ထည့်ထားတဲ့ခွက်ကလေးလှနေဖို့ထက်အဲ့ဒီလက်ဖက်ရည်ရဲ့အရသာကောင်းနေဖို့အရေးကြီးတယ်။လူဆိုတာပတ်စံရှိဖို့ထက်ကိုချင်းစာတရားရှိဖို့ကပိုအရေးကြီးပါတယ်။အိမ်တောင်ဘတ်ဆိုတာကလည်းရုပ်ရည်ချောမောအုပ်စဘောရုံချောဖြစ်ဖို့ထက်တစ္ဆာရှိပြီးတော့ကိုယ်ကိုစေတနာရှိတဲ့လူဖြစ်ဖို့အရေးကြီးပါတယ်။အပေါင်းအသင်းဆိုတာအရေးအတွက်များနေဖို့ထက် ညာနေဖို့ထက်မိတ်ဆွေအစ်အမှန်ဖြစ်နေမှုပဲအရေးကြီးတာပါတဲ့အဲ့တော့ဒီလိုမူလတန်ဖိုးတွေကိုတူးဆွကြည့်တဲ့အခါမှာအပေါ်ယံအကာနဲ့အတွင်းအနှစ်ကိုခွဲခွဲခြားခြားသိမြင်သွားကြမှာပါကျွန်တော်တို့လူသားအများစုကအပေါ်ယံအကာတွေအတွက်ဖြားများနေကြအဲ့လိုလူထင်ကြီးအောင်လူလေးစားအောင်အငါဒီလိုဝိမာလူတွေကငါ့ကိုသဘောကျကြမှာသူတို့မျက်စိမှာကြိုက်ကြမှာအငါဒီလိုအိမ်နဲ့နေနိုင်မှာလူတွေကငါ့ကိုလေးစားမှာအဲ့လိုမျိုးချီးကျူးကြမှာငါဒီလောက်တော်မှာ ဒါပေမဲ့တောင်းတော့လူတိုင်းကတော့စူးစမ်းရမှာပေါ့နော်ဆိုတော့လူတွေကအဲ့ဒီလိုအပေါ်ယံအကာတွေထက်အကာတွေအတွက်အငင်းနဲ့ဖြာများနေတတ်ကြတယ်အပေါ်ယံအကာတွေအတွက်ဖြာများနေပြီးလို့ရှိရင်အတွင်းရဲ့အနှစ်တွေအတွက်လည်းအငင်းနဲ့စူးစမ်းရတယ်အဒီစိတ်နှလုံးအထူးကပျော်ရွှင်မှုအတွက်စူးစမ်းရမှာပေါ့နော်အဲ့တော့အတွင်းရဲ့အနှစ်တန်ဖိုးကတော့မေ့လျော့နေတတ်ကြတယ်ဒါလည်းသဘာဝပါပဲအဲ့တော့နေအိမ်ကိုခန်းသားကိုတိဆောက်လို့သူလူမြင်တဲ့အောင်ပြင်ဆင်လို့သူတွေများပါတယ်အဲ့တော့အခုခေတ် သူတွေကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းတော်တော်များများအာ outfit လာဖို့ရုပ်လာဖို့အဲ့လိုမျိုးစူးစမ်းရတယ်ဒါပေမဲ့အဲ့လိုဘယ်လိုပြောမလဲဇယိုက်တွေကျန်းတဲ့လူတွေလည်းအများကြီးရှိအဲ့တော့အပြင်းမဲလှနေဖို့အပြင်းမဲလည်းလှအောင်စူးစမ်းရမယ်ဒါပေမဲ့အပြင်းမဲနဲ့အတွင်းနဲ့ဒန်းတို့ညီမြဖြစ်နေရင်တော့ဒါ blessing တကယ်ကောင်းတဲ့အရာတစ်ခုပဲပေါ့နော်ဆိုတော့ဒါပေမဲ့မိသားစုကြီးအားလုံးတွေနည်းနည်းထွေးထွေးဖေးဖေးမမ မဖြစ်သူကတော့တော်တော်များတယ်အိမ်ကြီးကကြီးရင်ကြီးနေမယ်အရင်ချမ်းသာရင်သာချမ်းသာနေမယ်မိသားစုနဲ့လွင်လွင်ထွေးထွေးမရှိဘူးအဲ့ဒါကအရင်များတယ်ပေါ့နော်အဲ့တော့ဒီနေ့ to do list မှာအလုံးနဲ့ပတ်သက်လို့တန်းစီပြီးရေးထားတဲ့သူတွေအရင်များတယ်ဒါပေမဲ့မိသားစုအတွက်လုပ်ပေးတဲ့မိသားစုအတွက်အချိန်ပေးတင်တာတွေထည့်ရေးထားတာထက်ထည့်ရေးထားတာနည်းပါတယ်တဲ့ဆိုတော့အလုံးကစိတ်ရှည်တီးခံတတ်ကြတဲ့လောက်မိသားစုဝင်တွေပေါ်မှာတော့စိတ်ရှည်တီးခံမှုညှော့နှဲနေတတ်ကြတယ် ခဲနာတဲ့အိတ်ခဲကြီးမှာအဲကုန်းနဲ့စိန်ကြက်ကြက်အိတ်ဆက်အနားယူခြင်းမျိုးလူတိုင်းဒီမှာနှစ်သက်ကြဒါပေမဲ့အေးရမဝင်သေးကိုယ့်ရဲ့တနစ်တာဖြတ်တန်းမှုကိုပြန်ဆန်းစစ်ကြည့်ပြီးတော့ငါဒီနေ့လုခဲ့သမျှငါဒီနေ့ပြောခဲ့သမျှကြောင့်ဒုက္ခရောက်သွားတဲ့သူမရှိဘူးထိခိုက်နစ်နာဆုံးဆုံးသွားတဲ့သူမရှိဘူးဒီနေ့ငါအတွက်အကျိုးရှိအောင်ရှင်းတန်းနိုင်ရတယ်လို့သူများတော်လည်းအကျိုးမရောက်စေခဲ့ဘူးလို့ဖြောင်းမတ်စွာပီတိဖြစ်နိုင်ခြင်းရတယ်တကယ်ဘဝရဲ့အနှစ်သာရစိတ်ချမ်းသာမှုအစ်စ်ပဲဖြစ်ပါတယ် အပေါ်ရန်အကာတွေအတွက်စူးစမ်းလို့ကစူးစမ်းနိုင်ပါတယ်ကျိုးလက်စူးစမ်းတင်ပါတယ်အတွင်းရအနှစ်တိုင်းကိုလည်းမဖြစ်မနေတန်မိုးထားပြီးတော့တန်မိုးကိုလည်းညှင့်တင်ထားရပါမယ်ဆိုတာပြောချင်တာပါအဲ့တော့ရုံလှအောင်နေပါမနေပါနဲ့လို့မပြောပါဘူးတဲ့သူကအဓိကကတော့ရုံလှအောင်လည်းနေပြီးရင်စိတ်လှအောင်လည်းပြင်ဆင်တတ်ဖို့လိုပါတယ်အိမ်ကောင်းကောင်းအကြီးနဲ့နေဖို့စူးစမ်းတယ်စူးစမ်းပါအိမ်ခန်းထဲတင့်တယ်လေဆိုတာမြင်လို့ကောင်းပါတယ်ဒါပေမဲ့ အင်ဂျီစပ်ပြီးပြီဆိုလို့ရှိရင်အထဲထဲမှာမိသားစုနဲ့နွဲ့နွဲ့ထွတ်ထွတ်ဖြစ်အောင်လည်းစ조사တင်ပါတယ်အဓိကကတော့အတွင်းရောအပြင်ရောကို balance ညီစွာဘဝမှာအာ조사တင်တယ်လို့ပြောချင်တာပါဆိုတော့ဘဝမှာစိတ်ချမ်းသာချင်ဘဝမှာစိတ်ချမ်းသာချင်လေဆိုလို့ရှိရင်အပြင်အရာတွေကိုလည်း조사သလောက်ကိုယ့်ရဲ့အတွင်းထဲကကိုယ်လုံတဲ့လုံထိုက်တဲ့အရာတွေကိုလည်းတန်ဖိုးထားမယ်တန်ဖိုးမြင့်မယ်လုံပေးမယ်ဆိုလို့ရှိရင် ဘွားကဆေးချမ်းသာစရာတော်တော်ကောင်းပါပါဆိုတော့ချင်းကလည်းအဲ့ဒီအတိတ်ပြားလေးတခုဒီနေ့ရသွားပါတယ်ဆိုတော့ဒီနေ့7မိနစ်စာနားထောင်လိုက်ရတဲ့အတွက်အကျိုးအရရှိမယ်လို့ချင်းကမျှော်လင့်ပါတယ်နောက်တစ်ခါပြောပြပါမယ်အဲ့လိုမျိုးအခုချမ်းဖတ်နေတဲ့ဒီစာကိုလေးကိုဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ဝဲပါပါစာအုပ်နံပါတ်ကတော့စိတ်တဒုက္ခအေးချမ်းအေးပြည့်ဆိုတဲ့စာကိုလေးပဲဖြစ်ပါတယ်ဆိုတော့ ဘလောက်မှမရှိဘူးပေါ့နော်အဲ့တော့ဒီလိုစာအုပ်ကလေးတွေဖတ်လာရင်လူရဲ့စိတ်ကယဉ်ကျေးလာတယ်တိမ်မွေ့လာတယ်ဒီလိုအတွေးခေါ်ကောင်းတွေရလာတယ်ဒါဆိုလို့ရှိရင်ဘဝမှာပျော်ရွှင်စွာစိတ်ချမ်းသာစရာနေထိုင်နိုင်နေထိုင်နိုင်လာမယ်ပေါ့နော်အဲ့တော့အဓိကအပြင်စာချက်ချင်းဖတ်ရုံနဲ့လည်းပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုအောင်မြင်တိုးတက်သွားတဲ့ဘဝတစ်ခုတော့ချက်ချင်းတော့မရဘူးအဲ့လိုပဲအဲ့ဒီစာတွေတဲ့အတိုင်းနေထိုင်ရတယ်ကြည်ယူရတယ်အဲ့ဒီစာရည်တွေအတိုင်းလိုက်နာရတယ်အဲ့ဒီမှသာလျှင်ကိုလိုချင်တဲ့ဘဝစီကိုရောက်ပါ ဆိုတော့အဓိကကတော့အဲ့ဒါပဲပေါ့စားလေးဖတ်ပြီးရင်လည်းပြန်ပြီးတော့အဲ့ဒီအတိုင်းလိုက်နိုင်ပြီးကြင်ကြင်နေထိုင်ဖို့လည်းလိုအပ်တယ်ဆိုတော့ဒီနေ့ကြည့်ရှုပေးရတဲ့နားထောင်ပေးရတဲ့ကျေးဇူးများတင်ပါတယ်အာချမ်းရဲ့ဒီဗီဒီယိုလေးတွေချမ်းရဲ့စကားတွေကြောင်းအတွေ့အပေါ်အစ်စ်တွေပြီးတော့အာဘယ်လိုပြောမလဲကောင်းတဲ့အရာတွေကိုယ်စီမှာညှိလိုက်တယ်ဆိုလို့ရှိရင်ချမ်းအများကြီးအများကြီးဝမ်းသာပါတယ်နားထောင်ပေးရတဲ့လည်းကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါမယ်တတား